တရရခဲ့ရမလဲဘလူးကတော့နောက်တစ်စင်းကိုတလန်းသွားရမလဲဆိုရဲအဆုံးပြပွဲစဉ်လေးပဲဖြစ်ပါတယ်ဂိမ်းနံပါတ်5ကလည်းအားလုံးကျူစွလိုက်ပါတယ်ဗျာဂိမ်းနံပါတ်5ကိုရောက်ရှိလာခဲ့ပြီဆိုတော့ဗျာဖိုးဝင်လင်းလင်းပြောရင်တော့ကျွန်တော်ဒီအချိန်ကအရေးကြီးတဲ့အချိန်တစ်ခုတော့ရောက်ရှိလို့လာခဲ့ပြီဗျာသွားတလန်းလေးတွေเนาะကျွန်တော်ခြေတလန်းတိုင်းလန်းတိုင်းနဲ့ကျွန်တော်ဒါအချိန်တိုင်းတပူအတန်မိုးရှိနေတဲ့အချိန်တစ်ခုတော့ကျွန်တော်ပြင်လဲပြီးတော့ဖြစ်တော့မယ်မားရီလုံးလုံးမရဘူးအမတတိလေးရနေအကြီးကြီးပြန်ပြီးတော့ကျော်ဖေးဆက်လိုက်ရတဲ့အချိန်ကြီးပြန်ပြီးတော့ဖြစ်သွားနိုင်နေပြီဗျာ အဝင်းနေနေကျောက်တာ reverse နဲ့ပြန်လာခဲ့တယ်ကျော်ဒီ gain of fight ကတော့တကယ်ကိုစိတ်ဝင်စားမှုကောင်းတဲ့ gain တစ်ခုတော့ပြန်လေးပြစ်လာတော့မယ် low hp first blood ကိုတော့ magi စတင်ပြီးတော့ပဲကျော်ပြန်လေပြီးတော့တိမ့်ပိုက်သွားခဲ့တယ်ဗျာဘိုင်ဘန်သွားပြီးတော့ချရနေရမှာပါနော်ကျွန်တော်ဒီ spare ban အရာကောင်းတဲ့ဒီလပူလည်းရဲကြီးတော့တင်သေးလို့တော့မရဘူးဗျာကိုနေတဲ့တန်းပြီးတော့မတောင်းရတယ်သူယူလာလည်း purify နဲ့ ဖြစ်နေဆိုတော့ချက်တစ်ခုကြောင့်မဟုတ်လို့ဒီနေ့မှာတော့သူ SK လုတ်เสียဆွဲမရှိတဲ့ချိန်မှာတတိထားပြီးတော့ဆော့မှာဗျာမင်းပါလဲဘူရဲဘက်မှာလဲနီကိုနေတဲ့ဒီနေ့ပွဲစဉ်မှာတော့ကင်မီနဲ့ပဲပြင်ပြီးတော့ထွက်လာတယ်ဂျူရမစ်မန်ဖြစ်နေတယ်ဒါပေမဲ့ကယ်ရီ၃ဝလောက်ထိပါဝင်လာတဲ့ဒီပွဲစဉ်မှာတော့ကျွန်တော် EA Sport အနေနဲ့ကလည်း Fasa Jisshin နဲ့တူပဲချောင်းမှာထပ်ပြီးတော့အသုံးပြုလာသေးတယ်ဆိုတော့ဒီပွဲကတော့ draft တွေကတော်တော်လေး꽌ပြတယ်ဒါပေမဲ့ဂျူမစ်မန်ဘယ်လောက်ထိအလုပ်ဖြစ်မလဲကြည့်ရမှာပါ အရှာကင်မီတွဲလုံးပေါ့ဗျာအာလီကင်မက်ချပ်တရားတော့ဒါအောင်ပဲကျော်ပြန်ပြီးကြည့်ရမှာ Grandfather တွဲလုံးနေရတာဖွင့်လင်းပြောရင် AI ရဲ့ signature draft လို့ပြောရမယ် Black ရဲ့ Grand Oh လာပြီးတော့ Pine မှုရလောက်ထားတယ် First Day 5ကိုတော့ကျွန်တော်ပြန်လာသွားပြီးကြည့်ရမယ်ဗျာနှစ်သိန်းလုံးကတော့ကျွန်တော်မြင်မှာပဲ Minion Wishing နေဆိုင်လေးနေမှာတော့ကျွန်တော်အပေါ်မှာအကဲဆိုင်နဲ့ First Day ဘိုင်းဆိုင်ရတော့ထွက်ပေါ်လာခြင်းတော့ကျွန်တော်မြင်တွေ့ရသေးရဲ့ဗျာ လဘူကလည်းဒါကျွန်တော်တို့မနေ့ကပွဲတော်မြင်မြတ်မှာလည်းအောက်ပလေးတွေပါလေကျွန်တော်တို့ပြန်တွေ့ရတဲ့အပန်းလေးရှိတယ်ပေါ့နော်တခြားသော regional ampere တွေမှာပေါ့လေတစ်ဖက်မှာလည်းဒါ uns အနေနဲ့ခွန်ဒီတန်တော့သူ့အနေနဲ့ပြန်ပြီးတော့ခန်းစားလိုက်ရတယ်ဗျပြောရရင်အားလီဂိမ်းမှာကင်မီဘာရှာရဲ့9မိနစ်6မိနစ်တန်မြေက combination လာမဲ့ဒီ uns ရဲ့တွဲလုံးကတော်တော်လေးအားရကောင်းတဲ့ခြေနေမျိုးလို့ပြောရမယ်ဗျဒါမဲ့ bigger patch တွေမှာအတော်လေးဟိုးပုံဝေသနီ patch တွေကအတော်လေးကောင်းတဲ့ချောင်းကတော့တွဲလုံးနဲ့နောက်က faza နဲ့ရတော့ vertical true အတော်လေးအားကောင်းမဲ့အနေထားဗျ အောင်ဒီ shot ကပြန်ပြီးတော့သွားထားသေးတယ်ဒီအချိန်ရောက်တော့ fail air strike ပြန်နဲ့စတန်ပဲပြန်ပြီးရောင်းယူထားရယူရီပဲပြန်ယူသွားတယ် kill flash လာပုတ်လို့မရနိုင်ဘူးဗျာအော်ဘယ်လို rigging ထဲသုံးချက်တွေပြန်ပြီးပေးရသေးတယ်မတောင်းချောက်သလိုပဲယူရီပြန်ပြီး forward တွေကဂျမကုန်းတကောင်ပြန်ချ1 4 1ပြန်ပြီးတော့ trade ွားတဲ့ပုံစံမျိုးလို့တော့ပြောမှာဗျာဒါပေမဲ့ဒီတစ်ခေါက်တက်တေကိုတော့ AI e-sport အနေနဲ့ရောင်းတော့ယူသွားနိုင်သေးတယ်ဒီချက်တွေကတော့မစိုးလို့ပြောမှာဗျာ။အာလီဂန်အင်ပတ်တီမှာ2 match span နေနဲ့မသိစီအနေငယ်လေးတော့ထိန်းချောင်းပြီးတော့ဆော့မဲ့နေတာမျိုးပဲ။ AI ကဘလတ်ရဲ့ crop ဒီနေ့ပွဲစဉ်မှာတော့ဘိုရဲနဲ့တော့စပြီး river မှာတော့အပြည့်မှုရရှိရဗျာ combination သွားရတဲ့အပန်းလေးတွေမှာတော့ကျွန်တော်တို့စာပြီးတော့ထိတွေ့မှုလေးတွေရှိလာတယ်အဓိက group pressure ဒါပေမဲ့ continuous ဒီနောက်က follow လိုက်တဲ့အပန်းလေးတွေမှာတော့ kimmy ကနည်းနည်းလေး nico ပို့ပြီးတော့အားကောင်းတယ်ဗျဒီ best of series မှာလည်းကျွန်တော်တို့က nico ရဲ့ kimmy ကိုတော်တော်လေးတွေ့ရတယ်ဗောနော် game seven နဲ့ fan တွေထိုးတူပဲဒီ millennial slow ကတော့သူရဲ့ signature hero တွေပဲရောက်ရှော့ပြန်ပြီးတော့အသုံးပြုလာခဲ့တယ်ဆိုတော့ data မျိုးလေးတော့ရှိတယ် 3v2 တွေအားမှာတော့ black အရင်သိတူးလို့တော့မရဘူးဂျန်ကမွန်စတာကတော့ပြန် save နိုင်တဲ့အပန်းလေးတော့ရှိတယ်ဗျာဆိုတော့ yuri ရဲ့ဂျန်က screen ကပြောင်းတော့တစ်ဖက်ကလည်း ian e sport အနေနဲ့ပြန် ီးတော့ပေးထားနိုင်ခဲ့တဲ့အခြေအနေပေါ့လေ။ Tartarfire ဒီမှာပဲ Allegiance Camish တွေကိုမြင်တွေ့ရမယ့်အခြေအနေပဲ။ကျွန်တော်တို့ Carry ကတော့ Allegiance နေမှာတော့ကျွန်တော်အများကြီးမျောလင်းရမယ့်အခြေအနေ။ဒီကလေ Juno နေနဲ့ Sky Bears Identity ထွက်လာမယ့်အခြေအနေဒီ Yanna Stripe တွေ DRA ကိုကျွန်တော်တို့ဒါမျောလင်းလို့ရမယ်။ Two Man Man ပေါ့ဗျာ။ကျွန်တော်ဒီဒီတိုင်းသွားလာခဲ့ရ။ AI ကတော့ကျွန်တော်တို့ဒါတစ်ဖက်မှာဒီ Fighter တွေအများကြီးသူတို့စီမှာပြန်ပြီးရှိနေခဲ့တယ်။ Pick up ဘိုင်းမှာရော ပြန်ဝင်လာတဲ့ဘိုင်းတွေရောပြန်ကြီးလို့ရတဲ့အခြေအနေတခုမှတော့ရှိရဗျာ။ နှစ်သိန်းလုံးကတော့ကျွန်တော်တို့ကခုနကလိုမျိုး objective file တခုပဲပြန်တယ်လိမ့်မယ်ပေါ့နော်အဲ gang ကနေဘာညာပြန်သွားလို့လို့ရှင်လေကျွန်တော်တို့ဒါနေငယ်ပြတ်စောဟောဝေးဂျူနိုပြေးလိုက်ရတယ် over the way အော်မဘာရှာဘာတပ်ပြီးတော့ဘက်ကပေးခဲ့တယ်ဆိုရင်မလဲဘလို့မှမရသွားတဲ့နောက်မှာ leader အနေနဲ့ကတော့ဂျူနိုရဲ့ grand jaw early game မှာတစ်ခေါက်လောက်ထိယူတော့ပြန်ပြီးတော့ဆုံးသထားနိုင်သေးရဲ့ဗျာပေါင်းတယ်เนาะအဲ့လိုအနေထားမျိုးကတော့ အဲ့ဒီဆိုအသင်းတော့တကယ်ကိုကောင်းတယ်လို့ပြောမယ်ဒါပေမဲ့မက်ဆစ်စီအသင်းတော်ကတော့ဂျူနိုဒီအာလီဂင်အင်ပတ်မှာဒီလိုမျိုးသွားပြီးတော့တည်နေမယ်ဆိုလို့ရှိရင်တော့အနိုင်ငယ်လေးအိုင်ရန်ထွက်တာနောက်ကျနိုင်တယ်ဗျာပရစီလေးစပြီးတော့ဖီးသွားပြီဆိုရင်ခိုင်တဲ့တခုမှာတော့သူ့အနေနဲ့နယ်လီအမ်ဘွတ်ပြီးတော့ဒိုယောဒရဂွန်သွားမယ်ဖိုင်လေးတွေဂျီကွန်နိုရဲ့ first kit တွေမှာလည်းအလီတာအနေနဲ့ကောင်းကောင်းကြီးစပြီးတော့ဂရန်ဂျာဒီဂျူနိုပရက်ရှာပေးလို့ရပြီဆိုတော့အနေထားမျိုးလေးတွေဖြစ်လာတယ်ဗျာ Call for Astra Only ပဲဖက်ကလာမာဒီဆွန်လေး Black ကနိုင်ပြီဆိုရင်ခိုင်တဲ့တခုမှာ second tier 5ကိုပါ AI Sport နဲ့ဆက်ပြီးတော့ take down လုပ်ဖို့တော့ကြိုးစားနေတယ် Now oh. we're going to rip on the PBS. We're dragon oh. by Alita. The oh. is changing. Matthew Mia jumping. Alita jumping. we on Nico. Now okay. shot We're doing our Rune Stone and Ring Stone and Gali. Tapira Yuri. That was all of you. Thank you, And now we're two man raises slam. Up here, yeah. Down game flash. Now we're four in the area. I mean, Messi three it. for the Wamaro. Yahoo Juno. ဟီရိုကေရတူ for 1ပြန်လဲပြီးလဲလပေးထားရတယ်ဗျာဟီရိုကေတောက်လျှောက်ပြန်ပေးခဲ့တဲ့အနေထားပါဒါပေမဲ့တက်ဖိုက်တစ်ခုမှာတော့အရင် e-sport အသင်းတက်တယ်ဦးတော့ရောင်းတော့ယူသွားတယ်ပြီးတော့သုံးသပ်လိမ့်မယ်ဗျာ over standing လို့ဖို့စူးစမ်းခဲ့တဲ့အနေထားလေးတစ်ခုကတော့အနေငယ်လေးများသွားခဲ့လို့ပြောလိမ့်မယ် king flat အနေနဲ့သူလုံးဝ wave for the dragon မှာပြတ်သွေးပြောနေ for a strike to strike wave for the dragon မှာကောသုံးချိန်ယောက်ကြာဆုံးခြင်းဖြစ်ပါတယ် တုံးကလောက်ပြင်ပြီးတော့ကြာဆုံးခဲ့ရပါနေပါတော့ UNS ရဲ့ commandation နဲ့ map control သွားပြီးမှအပန်းလေးကို make in time မှာမြင်ရပါ့မလားတရားတရားတစ်ခုရရှိလာတယ်ဗျာ ဒီမင်းဖန်ချားလေးမှာနောက်ကရေသရှင်းနဲ့ယူရီနေတဲ့သူပြန်ပြီးတော့စပိုက်ပြန်ဖြစ်လာခဲ့တဲ့အပိုင်းလေးတွေရှိတယ်။အထူးသဖြင့်ကတော့အလီတန်အချောင်းနဲ့တကောင်ရတကောင်တောင်းလျှောက်ဆိုသလိုပြန်ကန်နေတဲ့အပိုင်းလေးတွေလည်းတွေ့ရတယ်ပေါ့လေ။ပြီးခဲ့တဲ့တာတယ်ကလည်းသူကန်ခဲ့တာပဲ။နည်းနည်းမပြတ်ခဲ့လို့ဆိုတာကန်ကုန်သွားတဲ့အနေထားပြ။ဒီကကျတော့ game flash ရှိမှာ immune ရှိနေတဲ့အပိုင်းလေးပါတယ်ပေါ့နော်။ wise ဒီပိုင်းကတော့ပြန်ပြီးတော့ပြီးသွားပြီ။အောက်မှာလည်း hepta c နဲ့ကျတော့ဒါအလီတန်လေးနဲ့ပြန်သွားထားတဲ့အခိုက်အတန့်ပြ။ objective fight တွေမှာဒီ goal line ရဲ့အခန်းကဏ္ဍတွေကအများကြီးပြန်ပြီးတော့ရေးကြည့်တယ်။ pick up vibe မှာတော့လက်ဦးမှုရရှိတဲ့ဘိုင်းတွေမှာအလီတန်နည်းနည်းပြန်ပြီးတော့ပြန် ံမဲ့အခြေအနေတွေကိုကျွန်တော်မြင်တွေ့နေရတဲ့အခြေအနေပြ Hero K ရော၄កောင်၃កောင်ဒါ Network 1 K ရောစတင်ပြီးတော့ EA Esports ကျွန်တော်တအားဥဆောင်ထားတယ်နောက်ပိုင်းမိနစ်တွေကြာရင်တော့ဒီချိန်မှာ3ဓာတ်မဲ့ကိစ္စဒီခုနကလိုမျိုး Pick up Fan နဲ့ကိစ္စတွေကိုသူတို့ဒီနေရှောင်ရှားနိုင်ဖို့တော့အရေးကြီးတယ်ဗျာအဲဒီတော့ပေါ်မှာတော့ပြေဆင်းမဲ့နဲ့ပေါင်းပြီးတော့ဒီတာဝါရိုက်ချိုးဖို့တော့ကျူးစားခဲ့တယ်ဗောနော်ဒါပေမဲ့တာဝါကတော့မကျူးစားခဲ့ဘူးဗျာရွေးနဲ့ကတော့ခွန်3ရောထားမှရတော့မယ်3ကဆိုတော့ တော်တော်လေးများသွားပြီပေါ့နော်သူတော်တော်လေးပြော့နေပြီဗျာအဲဒါကြောင့်မလို့အိုင်တန်လေးပါလေးပြန်ရှာဖို့လိုလိမ့်မယ်လိန်ကတော့ချိန်သွားခဲ့ပြီလို့တော့ပြောလို့ရတယ်ချောင်းနေနဲ့အပေါ်လမ်းကိုပြေးပြီးတက်သွားတဲ့နေတာအောက်မှာလဲဂျူနိုဒီတစ်ခါပေါ်လာမဲ့ Delphine မှာ combination ပုံစံတစ်ခုတော့ပြန်မြင်ရဖို့ရှိလိမ့်မယ်ဗျာနောက်ဝကပ်က 1k လောက်တော့ကွာနေသေးရတော့မှန်တယ်ဒါပေမဲ့ combination အရဘာလို့ဆက်ပြစ်လာမလဲ P7 အဲ့ဖရလီပါလေးနဲ့နီကိုတော့တူတဝက်လောက်တော့ရှော့ထားပြဗျာဒီတစ်ခေါက်တာတဲ့ fight ကတော့ကျွန်တော် mythic scene နဲ့ပြန်အယူဖို့အတွက်ကြိုးစားပါပဲရှင်းရကျွန်တော်ဒီ first တာတဲ့ second တာတဲ့ fight တွေမှာတို့အရင်ကြီးရေးမတောက်ဘူးဒါဒီလဲကျွန်တော်ဒီ AoE crowd ကိုထရင်များပြားတဲ့ဒီ black တို့ကျွန်တော် elite die pick off ဒီပါနေသေးတဲ့အတွက်ကြောင့်မို့ king flash နဲ့အရှိကိုသွားတဲ့ point တွေမှာတော်တော်လေးရုန်းကန်နေရတဲ့အခြေအနေတည်းရလို့ပြောရမယ်ဗျာဒီတစ်ခေါက်တဲ့ fight ကတော့ mythic scene ဒါပြန်လည်ပြီးတော့ရအောင်ကြိုးစားမယ်ပေါ့နော် damage တကယ်လုပ်ပေးဖို့အတွက်လည်းဒီ corner ဘာလို့ရှိရေ area dominance မှာပြန် try မှုတော့လုပ်ထားတယ်ဒါပေမဲ့တာတွေက ring ရဲ့ reset တော့ပြန်ကြတယ် massive 放了标了，一个。 explosion တောင်းဆိုထပ်ပြီးတော့တင်းသားခဲ့တဲ့ damage ရှိအောင်မပူရောပြန်ပြီးတော့ရားခဲ့တဲ့ damage လည်းပဲ Titan နဲ့ Hero K ကိုတော့ Mythic ကြီးအချက်ကျကျလေးပဲပြန်ပြီးတော့ trade ထားနိုင်ခဲ့ပါပြီနောက်ဆုံးချိန်မြောက်တက်တဲ့ကတော့ AI ဆိုအသေးကိုမပေးချင်ခဲ့တဲ့တကြောင်မလို့ King Flag မရရအောင်ပဲလူပြသွားတယ်2-0 away Alita ကျွန်တော်ဒီဒီကောင်းပါလဲပိုင်ဝိုင်းနေတော့တခုမှတက်မှန်ပြီးတော့ပဲအဆုံးသက်ပေးလိုက်ပြန်ပြီဗျာ solo k ကျွန်တော်ပြန်ပြီးတော့ဖြစ်သွားခဲ့တာဆိုတော့ ဒီအချိန်မှာ Juno ရဲ့ Sky Bee ရဲ့ step တွေပေါ်မှာနည်းငယ်ပို့ပြီးတော့စိတ်ပူမိရဲ့ဗျာ။ Cavalier step တွေကကျွန်တော်နောက်ပိုင်းမိနစ်တွေကြာပို့ပြီးတော့ကျွန်တော်လိုအပ်လို့လာလိမ့်မယ်ပေါ့နော်။အခုလက်ရှိ AI သွားနေတဲ့ movement time ကအရှေ့ကကျွန်တော် game 3 game 4မှာသွားနေခဲ့တဲ့ပုံစံတခုမဟုတ်တော့ဘူး။ game number 5မှာသူတို့အရှေ့ကနိုင်ပွဲဒါရရှိခဲ့တဲ့ပုံစံဒီအတိုင်းကျွန်တော်ဒါ movement time တခုပြန်ပြီးတော့မြင်တွေ့ရတယ်။လက်ရှိမှာကျွန်တော် corner နဲ့၃ကမောက်ထားတဲ့အချိန်မှာအရန်ကြီးမှာဖိနိုင်ဖို့မလွယ်ဘူးဗျာ။ Minion wave တွေတောက်လျှောက်တွန်းတိုင်းနေပဲ map control နဲ့ map awareness ဘိုင်းတော့ AI e-sport ဆက်လက်ပြီးတော့ ူးဆောင်နေတော့မှာပဲအဲဒီကြာနေတဲ့ after see ပြီးတဲ့အချိန်မှာနောက်တစ် BOD ပါထပ်ပြီးတော့ပြီးလာခဲ့တဲ့အချိန်တွေတော့နောက်ပိုင်း solo key သွားတဲ့အပန်းလေးတွေ pick off နဲ့ gain နဲ့အပန်းတွေမှာ junior grand jaw တောင်းချောသွားပြီးတီးခဲ့တဲ့အပန်းလေးရှိတယ် boya only ပဲဆိုပြီးတော့ drop one back of the 41 style ပဲနဲ့ပြန်ပြီးတော့ change the charge မထူးမှလေးပဲ student in a triangle dash မှာ junior elite ကိုပြန်ပြီးတော့အဆုံးသတ်ပြီးထားပါသေးတယ်နိုင်ငံလေးရောလောသွားတယ်ပြောရလိမ့်မယ်ဒီနေရာမှာတော့သူ့ရဲ့ teammate တွေ ready ဖြစ်နေတဲ့အနေအထားမှာမရှိနေဘူးဗျာ ဒါမှလည်းသူကြားရသလိုကန်လိုက်တယ်ကန်လိုက်တဲ့ဟီးရိုးကလည်းပူရဲဖြစ်နေတယ်ဆိုတော့ပူရဲကတော့ဘလို့လဲလို့ပြန်ပြီးရဲ့အနေထားမျိုးပဲအရင်ကြီးတော့ပူရဲကိုကန်ဖို့တော့မလွယ်သေးဘူးဗျာနော်ဘီယူတီပါရာမန်နဲ့ဒါမဲ့ဂျူနိုတို့ဒါမှမဟုတ်ကင်းဖလက်ရှ်တို့ဒါမှမဟုတ်နီကိုတို့ကန်ရင်တော့ပြတ်နိုင်တယ်ဗျာနော်အဓိကကျတော့ပူရဲအိုးကျွန်တော်ကန်ပြီးတော့ဖြတ်မယ်ဆိုလို့ရှိရင်လေဒီခါလေးကျွန်တော်အပီးဖြတ်ထားနိုင်တာပူကောင်းတယ်ဗောနော်မဟုတ်ဘင်းနဲ့မပြတ်ဘူးဆိုလို့ရှိရင်လေလက်မျောမှုတော့ကောင်းတယ်ဗျာသူရောတဲ့ဒရဂွန်တွေကအဲ့တော့နီကို ။အင်းရောများတယ်။ Feather Air Strike တွေပါရတော့ကျွန်တော်တို့ဒါပြန်ချဲဖို့အတွက်ကတော့လိုအပ်တယ်ပေါ့နော်။ Grow Faster တွဲလုံးလေးဗျာ။ဒီဟာတခုက Jurian Esport အနေနဲ့ကျွန်တော်ဒီ Early Game Minute တွေမှာလုပ်ဖြစ်တယ်။ဒါပေမဲ့ Mid This Event မှာကျွန်တော်တို့ဒီအခုချိန်စဉ်းစားမှာ Juno Online ဖြစ်လာပြီဗျာ။ Sky Mission Step တွေကျွန်တော်တို့ဒီတောက်လျှောက်ပြန်ပြီးတော့ပါလာမယ်ဆိုလို့ရှိရင်တော့သူအနေနဲ့ခဏခဏကျွန်တော်တို့ဒီ SQ ရှင်းလုံးရတဲ့ဘိုင်းတွေမှာအများကြီးပြန်ပြီးတော့အဆင်ပြေပါလိမ့်မယ်။ ဒီမှာလည်း plan နဲ့တော့ shop ပဲသူပြန်ပြီးတော့ mic control လေးနဲ့တော့ open ပေးတာပန်းလေးတည်းရှိတယ်။ဒါပေမဲ့ခွန်ရဲ့ UNS က RNH တိအောက်မှာတော့ grow the mighty swing နဲ့အရန်ကြီးတော့ဥဆောင်ထားလို့တော့တိတ်မရသေးဘူး။ king flash ကလည်း secondary pick up ပါမလာခဲ့ဘူးဆိုတော့ kite memory မှာချောင်းလွဲပြီးတော့ရှောင်ရှားအောင်နဲ့ back line တွေက p7c ကိုဒါရန်ကြီးပဲ pressure ပေးနိုင်တဲ့အနေထားဗျာ။ ဆိုတော့ဒီ front line ကတော့တော်တော်လေးအေးပါလာပြီ။ဒီဖက်မှာလည်းကျွန်တော်တို့ဒါ UNS ပြန်တိုက်ပြီးတဲ့အရာလေးရှိမယ်။ဘူရဲရဲ့ tactic design လေးပြန်ပြီးတော့ရှိမယ်။ဒီချိန်မှာ Black Gate Tronic Charge က AI Esport ရဲ့တကယ်အေးပါနောက်ထပ်သောအရာတစ်ခုများစောင့်ဆောင်ပေးနိုင်မလားဆက်ပြီးတော့ကြည့်ရမယ်ဗျာ။ခုနောက်တစ်ချောင်း open နေကြတဲ့ chat တစ်ခုသူတို့နဲ့သွားလို့မရအောင် tradition နဲ့ rolling stone လေးပဲဖက်မှာ2 man Tronic Charge ပြန်တိုက်ခဲ့မှာ King Flash ပဲဆက်ရခဲ့ Ring Slash တမိုင်းဒီဆိုလေးချန်နေခဲ့ Blood ကောင် Exclusion ဖြတ်ထိုးမှာ triangle နဲ့အတူပဲ King Flash ထပ်ပြီးတော့သိမ်းပါ Nico come on န်စတာလီယံပင်းနေရာမှာအော်ဒရစ်ကိုဂျူတော့တောက်လျှောက်လိုက်ပစ်ထားရတယ်ပဲမက်ဆီဒီဖန်ထားနိုင်ခဲ့ပေမဲ့ဒီလော့ကိုတော့မစ်သစီဆက်လက်ပြီးတော့သိမ်းပိုက်ထားနိုင်ပါသေးတယ်ဒီကောင်မှလည်းမစ်သစီတင်းအနေနဲ့လိုအပ်နေခဲ့တဲ့လော့ကိုတော့ကင်းဖလန်မရရအောင်ပဲရယူသွားတယ်ဗျာဘလိုက်ရဲ့တော်တော်လေးချက်ကကွတ်တီနီပါလောက်ကျခဲ့တယ်ဒါပေမဲ့ရီလူရှင်းပိုင်းနေမှာတော့ကင်းဖလန်ကဒီဂိမ်းမှာ1.7 kg လောက်နိုင်နေတဲ့အကြိုင်အားလုံးကိုတော့ပြန်ပြီးတော့ ဘယ်လန့်ဆိုတော့ဖြစ်သေးလိမ့်မယ်ဗျာဆိုတော့ဒီလောနဲ့တူပဲလိုအပ်နေခဲ့တဲ့ဆိုင်လင်းရဲ့ second target တွေထိဦးပါရချိုးသွားနိုင်မလားကြည့်ရမယ်နီကိုဒီဒီနှစ်ပွဲစဉ်မှာလုံးဝမကြတော့သလို king flat ဒီလည်းတူတူပဲ jeremy smith diamond ကိုကတော့ပုံပေါ်တော့ဒီပါနေရနေထားပါမသိသိတင်းရဲ့ ဟော they gain damage တူတော့ shot drop လို့တော့မရဘူးဗျာပြီးတော့ကျွန်တော်ဒီ retreat ပေါင်းရတဲ့ဘိုင်းဒီမှာကျွန်တော်သုံးရုပ် fundamental execution နဲ့ damage calculation လုပ်ရတဲ့ဘိုင်းက landslot drop နည်းနည်းပို့ပြီးတော့ comfort ဖြစ်တဲ့အခြေအနေတခုရှိရပါတော့အမှန်မှာကျွန်တော် yuri drop ကတော့အရှိမဒီ space ကြီးပြန်ပြီးတော့ဖန်တီးပေးဖို့အတွက်လိုအပ်တယ်ဗျာ hp fundamental အရာဆိုလို့ရှိရင်လည်းကျွန်တော်ဒီ session တို့ဘာလို့ကလည်း execution ဖြစ်တဲ့ type ကိုပါတဲ့အခြေအနေမင်းမှာရှိရ first time တော့ရောက်ဖို့အတွက်ကြိုးစားတယ် king flash တောက်လျှောက်ပဲပြန်ပြီးတော့ကြည့်ပေးတဲ့ fundamental execution မှာ pa 7ကို light up ကိုကြိုးစားဗျာမင်းမှာရှိတဲ့ first time တော့ mythic cd ဒီအခြေအနေမှာဆက်လက်ပြီးတော့တင်ပိုက်လို့သွားပြီဗျာ ကဲနော်မရဘူးပြနော်ဒီပုံစံတိုင်းဆိုလို့ရှိရင်တော့ဘလို့မလီတာလီတာသိတော့မလွယ်လီတာလည်းပေါ်တော့သွားပြီးတော့တောင်းပါတော့တောင်းလျှောက်တော့ပြေးရတော့မယ်အလီတာအလီတာတယောက်နဲ့ပြေးနေရပြီဗျာနော် ကျွန်တော်ပြင်းနေရပြီဆိုတော့နေတော့တစ်ခုမှာတော့လီတာတောက်ချောက်ဆိုလိုပဲလွတ်မြောက်သွားနိုင်မှာမလားသုံးလို့စီဖလစ်ကာတွေပြန်လဲသုံးပြူနေတဲ့ချားထဲမှာတော့အလီတာဖေးခရီလုတ်ပေးသွားပြီဗျာမင်းမရှိနေခဲ့တဲ့ဖန်စတာရော့ကိုတော့ AI Sport ပြန်လဲပြီးတော့သိမ့်ပိုက်သွားခဲ့ပြီဗျာဘက်ကအိုဗာစတန်နေဖိုရန်နဲ့ရိုလင်းစတုန်းလေးတွေဘက်ကလန် only ပဲ PSM လမ်းကြီးနေခဲ့တဲ့ခါတစ်ခုမှာတော့သူ့အနေနဲ့ Yuri only ပဲလိုက်တော့ချီထားခြင်းနဲ့ဒါမှလည်းပဲမင်းရဲ့ဖတ်စတာရော့ကိုပြန်ရခဲ့တယ်ဆိုတဲ့ချက်တစ်ခုကတော့ Vanish Fan နဲ့မှာ AI Sport နဲ့တော်တော်လေးပဲပြန်ပြီးတော့သိမ့်ပိုက်နိုင်ခဲ့တဲ့အနေအထားမျိုးလေးတွေရှိတယ်မစ်သစီးသည်သူတို့ဆုံးဆုံးဆုံးရှုံးသွားခဲ့တဲ့တော် ထရူမန်တို့ပြန်ပြီးတော့အသုံးချဖို့တော့ကြိုးစားနေရပြဒါပေမဲ့လည်းပဲတကယ်တကယ်မှာအရင် e-sport ကပပနဲ့နဲ့တဝါနှစ်တိုင်းလောက်ပြန်သွားတဲ့အခြေအနေဖြစ်သွားတုံနိုင်ခဲ့ဘူးဆိုတော့အဖွင့်လင်းပြောရရင်ဒီ tournament တွင်းရတဲ့ဘိုင်းဒီမှာရရင် e-sport အနေနဲ့အဆင်ပြေသွားတဲ့အခြေအနေတခုလို့ပြောရမယ်ဗျာအားလုံးကမတ်ချပ်တွေမှာတော့အဆင်ပြေရဆိုပေမဲ့ဒီတတ်တတ်တဲ့ fight နဲ့ကျော်ဒီ long fight တွေမှာ mythic စီပြန်ပြီးအသာလေးရတယ်ဒါပေမဲ့ဒီအခြေအနေမှာကျွန်တော်တို့ဒါအရင် e-sport ဘက်က tournament တွေပြန်ယူထားခဲ့တာဆိုတော့မကြိုင်ပေါ်လာမယ့် objective fight ကတော့နှစ်သင်းလောက်အတွက်ရေးကြီးအခြေအနေတခုဖြစ်လာပြီ item တွေရဆိုလို့ရှိရင်လေကျွန်တော်အောက်မှာ goal နဲ့ကောင်ကျွန်တော်တို့တိတ်တော့မကွာသေးဘူးဗျာ ီချောင်းတော့ဝိုင်းချောင်းတော့မဟုတ်ပါဘူးเนาะတကယ်ကံပဲချောင်းကံပဲချောင်းတော့ဒီချောင်းကံရင်တော့ပြတ်ဖို့များတယ်နောက်ပိုင်းမိနစ်တည်းကတိတ်တော့မလွယ်တော့ဘူးเนาะကျွန်တော်လုံးဝ BOD ပါတယ် header C ပါတယ် LS ပဲတည်းပါတယ်ဆိုတဲ့ခြေနေမျိုးမှာသူကိုယ်တိုင်ကတော့တော်လေးပျော့လိမ့်မယ်ဒါပေမဲ့သူကံတော့ခံရတဲ့ hero တွေဖြစ်တဲ့ဒီ King Flat တို့ Nico Rose ဆိုလို့ရှိရင်တော့တင်းပြီးတော့ပြတ်သွားနိုင်ရည်ကြတော့တော်လေးများလို့သုံးသပ်လိမ့်မယ်ဗျာ 2.4k တိုင်တော့မယ်ဒါပေမဲ့ပထမဆုံးလောက်ရခဲ့တယ်မက်သစီက second turret တွေကိုမယူနိုင်ခဲ့ပေမဲ့ AI နေနဲ့တော့သူက split push နဲ့ဒီ back control တွေပြန်ယူသွားတဲ့ ဒီအချက်တစ်ခုကတော်လေးတော့ကောင်းတယ်ဒါမျိုးတွေကတော့မက်ဆီနောက်ပိုင်းမိနစ်တွေမှာလိန်ကွတ်ဆိုတေချာပြန်လုံးမှရမှာဗျဒီနေ့မန်နေဂျမန့်ကတော်လေးဦးမှာရေးပါလာခဲ့တဲ့မိနစ်ပိုင်းချားလေးဖြစ်လာတယ်ဗျဒီ first low ဟာမက်ဆီပြန်ရခဲ့မယ်ဆိုလို့ရှိရင်တော့ game duration ကိုတော်တော်လေးပဲပြန်ပြီးတော့ဆွဲဆန့်သွားနိုင်မယ်အနေထားမျိုးတွေတော့ပြောရမယ်ဒါမှမဟုတ် AI eSport ထပ်ပြီးတော့ရခဲ့မယ်ဆိုလို့ရှိရင်တော့ low banish နဲ့နည်းနည်း mega tower ထပ်ပြီးတော့ pressure ပေးနိုင်မယ်အခြေအနေမျိုးတွေတော့ဖြစ်လာတယ်ဗျခုဖြတ်ဖို့ကလည်းဒီခြေနေမှာတော့ကျွန်တော်တို့ရန်ကြီးတော့တိတ်မတွေ့တော့ဘူးမတူဆွေးနဲ့ tectonic charge ပြန်ပြီးတော့ရှိတယ်တစ်ပတ်ကလူစီးနဲ့ပြန်ပြီးတော့ back line control ပြီးတော့ 5v2e သွားပြီး tectonic charge မှာ plan နဲ့ soccer final ဖို့တော့များနေကြတယ်ဗျ back line control မှာ Messi Regan slash လေးပြန်ပေးထားရတဲ့ပဲ Spain casting တော်တော်များများကတော့ပြီးတော့ပြီးသွားခဲ့ပြီ Mini away ဖြေကိုကျွန်တော် leader ပြန်ကျွန်းပြန်တွန်းလာတာဗျာ Messi တီရတကူတော့ကျွန်တော်သွားရှင်းမလို့ရမယ်လောက်ယူမှာလား Mini away ဖြေကိုရှင်းရမှာလား ဒစီရှင်မိန်ကင်းတစ်ခုတော့ပြန်ပြီးတော့လုံရမဲ့ချိန်တွေတစ်ခုမှလီဒါအပေါ်မှာတော့ချိုးနေခဲ့ပြီဒီဘက်မှာလည်းဂျော်ဖန်နာကလုံယူဖို့အတွက်ချိုးသားနေရပြောင်းမဲကရောက်သွားပြီဘယ်သူမှပြန်လုံးမရနိုင်ဘူး throw throw astro ဘယ်ပြေစပါအလီဒါတောက်လျှောက်ဆိုလိုပဲမဲကထရက်ကိုရယူထားနေနေတယ်ပဲဘသစီအသင်းကိုတော့ပီအိုင်ရောပေးနေခဲ့ပြကင်းဖလမ်ဟာရီခရစ်ရှင်ပြန်သုံးတာအလီဒါ ချပ်တောင်းကေသိမ့်ပိုက်သွားနေနေတယ်ပဲဒီဒီကောင်းပါလေမေဂါတာဝါတစ်လုံးနဲ့အတူချင်းကလာဘာတခါတည်းအပေါခေါ်သွားတယ်ဗျာ OK，就提前你马追耶，就 concentration by 马肉，就那不围绕就龙马上面，变就得让牛加的马是，这一个白马，敌不围绕就打死掉，从偏内呢，一加一个龙偏龙兵马肉加没变，啊，这个白个兵来这尼马，就本来 RMB 就多一半，那没有肉没追呀，我呢，蓝星马丽达嘲笑中里，可能话呀，各位蛮神老给路，丽达耶 damage 卡 full damage 手段呢，这可能漂亮一些没，明年 wave 的西安的牌尼马哟，林家湾的牌尼马，杨武胜比的，地方强，地方强，打龙啊，国龙强出来看看呐，找六把兵没有，等我拿的时候，请你。 မျိုးလေးကိုကျွန်တော်တို့တွေ့ရတယ်เนาะဒါပေမဲ့နောက်မှာကျွန်တော်တို့ပြန်ပြီးတော့ကြည့်မယ်ဆိုလို့ကျ Media Management ကကျွန်တော်တို့ရှိမှတော်တော်လေး mention လုပ်ခဲ့တဲ့အကြပါဗျာအဲ့ဒါဖြိုပြီးခဲ့တဲ့ space တွေနဲ့တို့တွေအများကြီးပြန်ပြီးတော့ vanish ရခဲ့တယ်ဒီအချိန်ဒီမှာလဲအဲတော့ abandon နဲ့ကျွန်တော်တို့ loan နဲ့ပြန်ပြီးတော့ trade ခဲ့ရတဲ့အပိုင်းတွေမှာ mid season အနေနဲ့အရင်ကြီးတော့ဆုံးဖြတ်ချက်တွေကနည်းနည်းဝေဝါးလာတယ်လို့စပြီးတော့ခံစားနေရပြီဟုတ်တယ်ဟုတ်တယ်အဓိကကျွန်တော်တို့ဒါ leader လိုပဲ6 6လိမ့်လောက full damage နဲ့ run မှာစမ်းသိတဲ့အနေထားပဲ PN e-sport အနေနဲ့ပြန်ကြည့်လို့ရှိရင်တော့ ကျွန်တော်တကယ်ကြံရတဲ့မေးရမေဂါတာဝါကူပါတောက်ရှောင်းဂျက်ခွဲပေါ့ရှိမလားကျွန်တော်ပေါ့စီစားပြီးတော့ပေးတာပြီမေဂါတာဝါ၃လုံးစားရတယ်ဗျာရှင်းပါလိုက်ခေါ် damage ဆိုလို့လာလေတစ်သီး for the air strike သုံးတာတဲ့တော့မှကိုချောင်းဝိုက်ဗျာ you're in the killer spree execution in the kill flash the backline ပြန်ပြီးတော့ပြီးကွန်ဒိုးဘယ်အလီချာ backline နဲ့ nicole ပြန်ထွက်ရဲ့ damage ကြတော့ flicker chase the law ian is back him the game and let's tomorrow man now let's